ိသက်တွေရောက်မှချစ်ချင်လုံလို့စောင့်မြော်နေကြတဲ့မြူနင်းတို့ထံရဝီရုပ်ရှင်ဇလံတွဲကတော့သတိန်ပိုင်းကိုထက်ရှိလို့လာခဲ့ပြီပဲဖြစ်ပါတယ်ပိသက်ကြီးတို့ရေမြူနင်းတို့ထံရဝီဇလံတွဲကတော့မြမရုပ်တန်ဇလံတွဲတွေကြားထဲမှာအင်မတန်မှဇက်အိမ်ကောင်းကောင်းနဲ့အပြင်းစင်ကောင်းကောင်းနဲ့တဘာဝရှုခဲ့လှတွေကိုများစွာပိသက်တွေကို မြင်တွေ့စေမယ့်ဇကားဖြစ်သလိုအင်ထောင်ရေးပြပြမှုတွေကဘလောက်ထက်တိသားသမီးတွေကိုထိခိုက်စေသလဲ မိဘရီက နောက်အင်ထောင်ပြူတဲ့အခါမှာနောက်အင်ထောင်နဲ့ပါလာတဲ့လောကဒဏ်တွေက သာသမီတွေအပေါ်မှာကိုဘလို့ရိုက်ခတ်တယ်လဲဆိုတာကို မြင်မြင်တွေ့ခွေရပြီပဲဖြစ်ပါတယ်စနိုလီဟာဆိုရင်တော့ဖြစ်သူ့ရဲ့မိတွေအန်ဒီမာရဲ့အမိဘဝအောင်မမီကြီးကိုလည်းတတ်ဖြတ်ခဲ့တယ်လို့ခုချိန်မှာဆိုရင်တော့ဖြစ်မိတွေရဲ့ညီမဖြစ်သူဂေတိကိုလည်းတော်ကေလိုက်ပြန်ပြီလေဖြစ်ပါတယ်အခုလိုမျိုးစနိုးလီကတော်ကေလိုက်ရတဲ့အချောင်းရင်းကလေ သူကစပြီးတော့ဒီလိုမျိုးဖြစ်မှုတွေကိုကျူးလွန်ခဲ့တာမဟုတ်ဘဲနဲ့သူကိုမကောင်းလောက်ချံဖို့အတွက်ရည်ရွယ်ကြလို့ခုလိုမျိုးမကောင်းလောက်ချံတဲ့သူကပြန်လဲပြီးတော့သူတို့ဟာသူတို့ပဲပြန်လဲပြီးသူတို့အသက်ကိုဆုံးရှုံးစေခဲ့တာပဲဖြစ်ပါတယ်။ကေဒီဟာဆိုရင်လည်းအပိုင်း25မှာတိုင်လုံးအပြင်ထွက်သွားတဲ့အချိန်မှာခြံလေးကိုဆင်းလာတဲ့စနိုးလေးကိုတက်ဖြတ်ဖို့ခြံရွေခဲ့တာဖြစ်ပြီးနောက်ဆုံးမှာတော့သူပဲစနိုးလေးရဲ့မတော်မဆသုံးချမှုနဲ့တောင်အောက်ကိုပြုတ်ချပြီးတော့ ေဆုံးခဲ့ရတာပါဒါတွေကိုစနိုးလေးကဖုံးကွယ်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲမိတွေဖြစ်သူကဒီအမှုတွေရဲ့နောက်ကွယ်မှာစနိုးလေးရှိနေကြောင်းရိပ်မိတာဖြစ်တဲ့အတွက်တက်တီတွေစူးစောင်းနေကြတာပဲဆိုပါတယ်ဒါကြောင့်မလို့တက်တွေတွေစူးစောင်းနေနေရမှာနင်းနေကတက်တီကိုအရင်တွေးရှိခဲ့တာဖြစ်ပြီးအမှုခင်ဖြစ်ပွားခဲ့တဲ့ထိုင်ခုံနားလေးမှာ စနိုးလေးရဲ့ ကလစ်လေးကိုတွေ့တာနဲ့စနွေးရဲ့အခန်းထိသွားပြီးတော့ကလစ်လေးကိုပြန်လဲပြီးတော့ထားပြီးခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဖြစ်ရအကုန်စင်ကိုရိပ်မိနေတဲ့နေနေကိုလေးရှင်းပြမှဖြစ်မယ်။ဆိုပြီးတော့စနိုးလေးကနေနေကိုတောင်အောက်ကိုဖြစ်ချခဲ့တာမှာအောက်ပိုင်းတည်ဆုံခဲ့ရတာပဲဖြစ်ပါတယ်။အဲဒါကိုတော့နေနေကစနိုးကိုချစ်လွန်းတာဖြစ်တဲ့အတွက်သူ့ရဲ့မိဘတွေလောက်ရဲ့ကြောင့်သူ့အမေနဲ့သူ့အန်တီသူ့အဖွားရဲ့လောက်ရဲ့ကြောင့်ဒီနေ့အချိန်ထိစနိုးလေးကသူ့ကိုမုန်းနေရတာ အဲ့ဒီမုံတွေကိုပြန်လဲချိဖြတ်ဖို့သူ့အသက်ပေးရလေချိနေတယ်ဆိုပြီးနေနေကတော့စနိုးရဲ့လှုပ်ချက်မှုတွေကိုတခုမှမပြောခဲ့ပဲနဲ့အခုလိုမျိုးစနိုးကသူ့ကိုမုံနေတာအမေချောင်းဖြစ်တယ်အမေတို့အကြောင်းဖြစ်တယ်ဆိုပြီးတော့သူ့မိကိုပဲအဖြစ်တင်နေခဲ့တာဖြစ်ပါတယ်နော်ပြစ်တဲ့ပြစ်ရှုပေးခဲ့ကြပါအောင်ဗျာ